ဒဝယ်မျိုးမောင်မရှောင်ရွာကဒဝယ်နီးပညာတက္ကသိုလ်မှာတက်ဆွဲနေထိုင်တဲ့စစ်ကောင်စီတပ်သား၃ဦးမန်လ၁၈ရက်နေ့မနက်ပိုင်းကအပြင်ထွက်ချင်းပြစ်ခံရပြီးတိတ်ဆုံးတယ်လို့ဒရကစစ်ကြောင်းစီကသိရပါဗျ။အဲ့ဒီစစ်ကောင်စီတပ်သား၃ဦးစီကတနက်၃လက်နဲ့အကြီးစံကြီပောက်တွေလည်းတင်ဆက်ရမိတယ်လို့ဒရကစစ်ကြောင်းပြန်ကြားရေးတာဝန်ခံကပြောပါဗျ။ ဒရက်ကစစ်ကြောင်းကမလ20ရက်နေ့ထုတ်ပြန်တဲ့ရုပ်သံမှာလည်းပြစ်ခတ်မှုအတွင်ကြီးကဝတ်စုံနဲ့တနက်လွယ်ထားတဲ့သူ၃ဦးကြီးထိမှန်လဲကျတိတ်ဆုံးနေတာကိုတွေ့ရပါတယ်။စစ်ကောင်စီတပ်သားတွေဟာဖျားမဲခိတ်အပြင်ဤပညာတက္ကသိုလ်မှာလည်းတက်ဆွဲနေထိုင်ကြတာလို့ဒရက်ကစစ်ကြောင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေပြစ်ခံရပြီးတဲ့နောက်အမှတ်304အမြောက်တပ်ကလည်းလက်နက်ကြီးနဲ့ပြန်ပစ်တာကြောင့်မောင်မေဆောင်ရွာနဲ့ကက်လျက်မှာရှိတဲ့ရေဖြူမြို့နယ်ဇီးကြရွာကတာအဖအနှူးကြီးစားထိမှန်ပြီးဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။